ဇော်ဤမောင်မှာလူမျိုးပြောင်းတော့ပြီးမိပဇာကပြောနေတာနော်ပဇာနဲ့ပြောနေတာလားဘာနဲ့ပြောနေတာလဲမြန်မာနိုင်ငံတိုင်းရင်းသားများသည်နော်ဒီပြည်တော်စုကြီးမှာပြည်တိုင်းရင်းသားရှစ်မျိုး လက်တွဲပြီးတော့နေမှအဲ့ဒီလူမျိုးတွေအမျိုးဘာသာသာသနာတည်မြဲမယ်ဥပမာပြကျွန်တော်ရခိုင်ပြည်နယ်ကြည့်လိုက်ပါဆိုရခိုင်ပြည်နယ် ပြည်တော်စုကခွဲထွက်လို့မရဘူးပြည်တော်စုကခွဲထွက်တာနဲ့မကြခင်မှာရခိုင်လူမျိုးဆိုတာရခိုင်လူမျိုးနဲ့ရခိုင်ပြည်နယ်ကိုပြတိုက်မှကြည့်ရပြတိုက်မှကြည့်ရကျွန်တော်ပြောတာမယုံမရှိနဲ့ပြူဆိုတာဒီကနေ့ပြလို့မရတော့ဘယ်မှာလဲပြူလူမျိုးပြတိုက်မှပဲရှိတော့အဲ့ဒီ message ကိုတော့ပေးလို့ပါတယ်အဲ့တော့ဒီကနေ့ NCA ဆယ်နှစ်မြောက်မှသည်အနာဂတ်မြန်မာနိုင်ငံရွေးကောက်ပွဲအလွန်နော်ခင်မီဖြုံမျိုးတိုးတက်သော ီမိုကရေစီပြည်ထောင်စုတည်ကြည်ဖြစ်ကျွန်တော်မျှော်လင့်ပါတယ်အားလုံးကိုလည်းငြင်းငြင်းချမ်းချမ်းနဲ့ကျွန်တော် ပြောတဲ့စကားအတိုင်းเนาะစီစီလုံးလုံးနဲ့သွားကြပါစို့လို့ကျွန်တော်မေတ္တာရက်ခံခြင်းပါအာလီဇောပါအမျိုးတော်ဒီနေ့ခါကျွန်တော်တော့ ICN စေနိုင်ဘရစ်အထင်အမှတ်ပွင့်မှာဇော်အင်းမောင်ပြောတော့တာကိုကျွန်တော်ပြန်လို့ပြောပြအောင်ပါဘောနောလူမျိုးရှင်းမျိုးရှိတယ်တဲ့မြန်မာနိုင်ငံထဲမှာတန်ရင်တက်လူမျိုးရှင်းမျိုးရှိကြတယ် ဒီရှင်မျိုးထေကရခိုင်ကရနိုင်ငံခွေးထွက်သွားမယ်ဆိုလို့ရှိရင်ပြူလိုလူမျိုးလိုပေါ့နော်အလူမျိုးပျောက်သွားမှာပေါ့တို့တာကိုဇော်အေးမောင်ပြောတာဇော်အေးမောင်မှာရခိုင်ကရခိုင်လူမျိုးတွေကနိုင်ငံပြည်လို့ကိုယ်နိုင်ငံထူထောင်လို့လူမျိုးပျောက်တယ်မပျောက်ကိုအရင်မကြည့်ဘူးနေ့လက်ရှိရန်ကုန်မြို့ထိမှနေလို့ဇော်အေးမောင်သမီး နိုင်ငံရှားသားနဲ့ယူသွားပြီးပြီ။ဖိုင်နဲ့ယူတာလည်းမဟုတ်ဘူး။ဗမာနဲ့ယူတာလည်းမဟုတ်ဘူး။မြန်မာနိုင်ငံထိကတရင်သားတွေနဲ့တရားမှယူတာမဟုတ်ဘူး။ရှားနိုင်ငံကလူတွေနဲ့ညားသွားပြီ။အသူမှပေါက်လာမဲ့သားမိတယ်။နော်အသူသမီးမှပေါက်လာမဲ့မိတယ်ကဘာလူမျိုးလို့ပြောမလဲ။လူမျိုးပြောင်းသွားပြီ။ဇော်ဤမောင်မှလူမျိုးပြောင်းသွားပြီ။မိပဇာကပြောနေတာနော်။ပဇာနဲ့ပြောနေတာလားဘာနဲ့ပြောနေတာလဲ။ ဇော်အီမောမေးကိုငါပြောရှင်တာကမေးကမေးကိုတိုင်ကကိုသမီးကိုနိုင်ငံရှားသားနဲ့ပေးစားပြီးတော့မင်းမမင်းဟာအရင်ဥစ္စာမင်းလူမျိုးပြောက်တော့ပြီဒါကိုမင်းကကိုဟောက်ကိုမကြည့်ပင်းနဲ့သူများကိုလက်ညှိုးတချောင်းထိုးရင်ကိုဘက်ကိုပြန်လို့လက်သုံးချောင်းပြန်ထိုးတယ်ဆိုတာမင်းမြင်ဖို့လိုတယ်ဇော်အီမောဒီနေ့မင်းသမီးဘာလူမျိုးနဲ့ညားလဲ ချပြရည်လားဇော်ဟီမောင်းမင်းချပြရည်လားလို့ငါမင်းနေတယ်နော်မင်းသမီးဘသူရညာသွားတာလဲဟဲ့မင်းမမင်းသမီးမပေါလာမဲ့သားသမီးတွေဟာဘာလူမျိုးလို့ပြောမလဲလူမျိုးပြောင်းသွားပြီတခြားကမပြောနဲ့နော်ငါတို့ကကိုးနိုင်ငံကိုးနေပြီးရင်ငါတို့ကကိုးရခိုင်လူမျိုးတွေလူမျိုးပြောင်းလိုက်မကြောက်လို့ရခိုင်လူမျိုးတွေဒီလို့ အဖိနဲ့ခံဘောကလွှမ်းမြောက်ဖို့အတွက်ငါတို့ကိုယ်ပိုင်နိုင်ငံထူထောင်ဖို့အတွက်လုပ်နေတာမင်းကတော့ဗျာဟာဒုတိယဝန်ကြီးတန်ရင်သားလူမျိုးရေးရာဆိုပြီးတော့မင်းကဘဝင်မြင့်နေတာလားအဲမင်းနင်းနင်းလေးလေးနေပြီးရမင်းအွန်လိုင်းတို့ကနေပြီးရနော်စာကမာတို့ကနေပြီးနင်းနင်းပါပါနေပြီးမင်းမြောက်ပေးတာနဲ့မင်းကခွေးတဲအောင်ကနေပြီးဒါမင်းတီထားဖို့လိုတယ်မင်းဟာနောမင်းဟာကိုဟာကိုနော နော်ကြီးသူများကမပြောနဲ့မင်းအဲ့ဒီပွေးမှာငါမင်းရှင်တာတော့ငါအဲ့ဒီပွေးမှာရရှိမယ်ဆိုလေမင်းသမီးဘယ်သူနဲ့ညာလေဒါကိုအရင်ကြည့်မင်းသမီးကိုအရင်ပြောအဲမင်းကိုဟာကိုအရင်ဆုံးဖြတ်အဲရခိုင်လူမျိုးတွေလူမျိုးပြောက်သွားမယ်ဆိုတော့ကိုမပြောနဲ့အောင်မင်းသမီးကိုမင်းအရင်ပြောမင်းအကူအကိုအရင်ပြော